ိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့မှကံမကောင်းတဲ့ចောင်းဆရာမတယောက်ရဲ့ចောင်းလိုက်ပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမိန်းကလေးများစုကြည့်တဲ့ video ဖိုင်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သင်္ကန်းစာယူဖို့အတွက်ဖြစ်ပါတယ်။ဒီចောင်းဆရာမကသူကလုံးဝမသိရပဲနဲ့လုံးဝသူများရဲ့မရင်ငယ်ဘဝကိုအလိုလိုကြီးရောက်သွားတဲ့ဘဝမျိုးဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့သူကចောင်းဆရာမတယောက်ဖြစ်တဲ့အတွက်ကြောင့်ပုံမှန်လဲစာသင်နေတဲ့သူကြောက်ပဲဖြစ်ပါတယ်။သူ့ရဲ့ဘေးနားကိုယောက်ျားလေးတယောက်ကအသင်းလိုက်ကပ်ပြီးတော့မှဒါ၈လလောက်ထိအမြဲတမ်းချင်းကပ်ပြီးတော့မှသူ့နားကိုဒါမရမက အာသူနဲ့အာကြီးစားဖြစ်ထားပါတယ်ဆိုတငယ်ချင်းလိုက်ပြီးတော့ပြောတယ်ပြီးတော့သူနဲ့အာမှားခဲ့ပြီးပြီးအိတ်ခဲ့ပြီးပြီးဆိုပြီးတော့မိဘတွေကိုယ်တိုင်သွားပြောပြီးတော့မှအိမ်မှာလက်တင်တောင်းပြီးတော့မရမကရအောင်ယူလိုက်တာဖြစ်ပါတယ်ဆီယာမကလည်းသူကတအားကြီးချစ်ခင်လို့ယူခဲ့တာမဟုတ်ပဲနဲ့သူ့ရဲ့ဂုံသိက္ခာကြောင့်သူဒီလက်ထက်ခဲ့ရတာဖြစ်ပါတယ်အဲ့လိုနဲ့ပဲဒီနေ့အိမ်တော်ကြီးကဘာဖြစ်လာလဲဆိုတော့အခုဒီမှာလာပြီးဖြွေထားတဲ့အရင်ဖြွေထားတဲ့ဆီယာမပြောရဆိုရင်အာအိမ်တော်တက်တန်း၁၇လကြာတဲ့အခါမှာ ဖုံးတလုံးဝင်လာတဲ့အခါမှာကင်လိုက်တဲ့အခါမှာဘာတူလဲလို့ပြောတဲ့အခါမှာသူ့ရဲ့ယောက်ျားရဲ့မယားကြီးဆိုပြီးတော့မှဖုံးဆက်လာတာပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆီယာမတယောက်နေနဲ့ဘယ်လိုခံစားရမလဲဆိုတော့သူ့လုံးဝမသိတာကလူပြိုလို့ပဲထင်ထားတာအဲ့တော့ဒီနေရာမှာညီမငယ်တွေအားလုံးနေနဲ့မိန်းကလေးများစုနေနဲ့သင်ကန်းစာယူရမယ့်ချက်ကယနေ့ခေတ်မှာဖုံးတလုံးဖွေးလိုက်တာနဲ့ဖောက်ပြန်ရလွယ်တဲ့ခေတ်ကြီးတဲမှာတော့မှဖောက်ပြန်တဲ့သူတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်အပြင်မှာ ကို့မှာအပြင်အပြင်တွေးလာပြီးတော့မှချစ်တယ်ကြိုက်တယ်ဆိုတဲ့ဒူတွေရဲ့နောက်ကြောင်ရာဇဝင်ကိုတေချာလေးလာဆုံးဖြတ်ပါလို့အာသင်ခန်းစာပေးခြင်းပါတယ်เนาะဒါဟာရန်ကြီးကြီးဆုံးရာဖြစ်ပါတယ်ဒါဖုံးထဲမှာတော့မှလိန်ညာနေတဲ့ခင်မှာအပြင်မှာတော်တော်လေးပုံမှာပြီးစွာနဲ့လာပြီးတော့လိန်တာဖြစ်ပါတယ်เนาะဒါဒီဆီယမဆိုလုံးဝသူမသိဘူးလုံးဝကိုဒါလာမင်္ဂလာဆောင်တဲ့နေ့ကလည်းသူ့ရဲ့မိဘနှစ်ပါးမလာနိုင်ပါဘူးလက်မှတ်ထိုးတဲ့နေ့ကလည်းမိဘနှစ်ပါးမလာနိုင်ပါဘူးဆိုပြီးတော့ သူ့ရဲ့ဒီယောက်ျားလေးရဲ့အလုပ်ထဲကလူတွေဟန်ဆောင်ပြီးဖုံးဆက်ခိုင်းပြီးတော့မှလိန်ညာပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့တော့အခုချိန်မှာဒီလိုမျိုးကြုံလာတဲ့အခါမှာအာចောင်းဆီယာမအနေနဲ့ဆီယာမအနေနဲ့သူကလည်းလုံးဝလုံးဝရင်ထဲမှာပူလောင်ပြီးခံစားရပါတယ်။အဲ့တော့ဒီ view file လေးကိုကြည့်တဲ့အခါမှာသူကနောက်ဆုံးမှာဘာပြောသွားလဲဆိုတော့ သူကတော့ကွာရှင်းပေးမှာပါညီမလေးကတော့လက်ရှိမှာတော့သူ့မှာကိုဝန်14ဘတ်ရှိနေပါပြီလို့သူပြောသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အကြံဉာဏ်ပေးလိုက်ပါလေကွာရှင်းတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်လို့ပြောပြပေးလိုက်တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ဒီသူ့ယောက်ျားရဲ့အရင်ရှိခဲ့တဲ့မိန်းမကပြောတယ်ဘ누구ကိုရွေးမှလဲလို့မေးတယ်ညီမကလည်းဒီညီမလေးကလည်းသူကတော့ကြောင်းဆရာမပေါ့နော်သူကတော့လုံးဝအာကွာရှင်းမှာပဲဒါကြောင့်မို့သူပြောချင်တာကတော့ပီပီကြီးနဲ့တကယ်ကိုမှလိန်ခဲ့တဲ့သူအရန်တော်ပါလေတဲ့နောက်ထပ်ဒီလိုမျိုးမဖြစ်အောင် ်ညီမငယ်လေးတွေအားလုံးကိုပေါ့နော်ဒါသင်ခန်းစာမဖြစ်မနေယူသေးချင်ပါတယ်အဲ့တော့အားလုံးနေနဲ့ဒီထဲမှာကျွန်တော်တို့ဒါဘဝအတွက်အိမ်တော်ဘက်ရွေးချယ်တဲ့နေရာမှာမိန်းကလေးများစုနေနဲ့တေချာလေးလာ ပေးဖို့အတွက်တကယ်ကိုလိုအပ်ပါတယ်ခင်ဗျာဒီဘဝဒီဘဝလေးကိုကြီးရှုနေတဲ့အမျိုးသမီးပါဝင်ယောက်ျားလေးအများစုပေါ့နော်အိမ်အောင်ပြုတဲ့အခါမှာကိုဟာယောက်ျားကောင်းတယောက်အနေနဲ့ဒီလိုမျိုးနှမချင်းကိုချင်းမဆာမနာလိုက်ပြီးတော့မှအာလိန်ညာလှည့်ဖြားပြီးတော့မ ူများသားသမီးပြူရဲ့ဘဝကိုမဖျက်ဆီးစေချင်ပါဘူးခင်ဗျာ။ဘာကြောင့်လဲဆိုတော့အကိုရဲ့အမေကလည်းမိန်းကလေးပဲကိုယ့်ရဲ့အတော်ကလည်းမိန်းကလေးပဲကိုယ့်ရဲ့အဖွားကလည်းမိန်းကလေးကိုမှညီမတွေရှိမယ်အမတွေရှိမယ်မိန်းကလေးချင်းနှမချင်းကိုချင်းစာပါဂုံအောင်နောက်ထဲမှာအသိဉာဏ်ပညာလေးထည့်ပါလို့ပဲအားလုံးကိုအကြံဉာဏ်ပေးချင်ပါတယ်နောက်ထပ်အခုလိုမျိုးကျွန်တော်ဒီလိုဗီဒီယိုဖိုင်လေးတွေကိုမြန်မြန် share လုပ်ပေးတယ်ဆိုတာကလည်းနောက်တက်လာမဲ့လူငယ်မျိုးဆက်တစ်တွေအတွက် မမားတဲ့မမားထိုက်တဲ့အရာတွေမမားရအောင်လို့ပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာเนาะအခုလာပြီးတော့မှရင်ဖွင့်သွားတဲ့ဆီယာမဆိုတဲ့ဒီဗီဒီယိုဖိုင်ကိုသူကိုယ်တိုင်က share link လုပ်ပေးပါဆိုလို့ကျွန်တော်ဒီအခုလိုမျိုးရိုက်ပြီးတော့မှ share link လုပ်ပေးခြင်းပါတယ်သူကိုယ်တိုင်ကလည်းလုံးဝအာစိတ်မကောင်းဖြစ်တဲ့အာသူများမှမိမကြီးရှိနေပါလဲသူကိုယ်တိုင်လည်းလူပြိုထင်ပြီးတော့မှအခုလိုမျိုးမရင်ငယ်ဘဝအထိဒီမျိုးသူများမရင်ငယ်လဲသူအဖြစ်မခံနိုင်လုံးဝသူကွာကွာရှင်းဖို့အတွက်ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်လို့ပြောထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဖိုင်လေးကတော့ မိန်းကလေးအပြိုတွေရောယောက်ျားလေးလူပြိုတွေရောအိမ်တော်ရှိလူပြိုတွေရောအိမ်တော်ရှိအမျိုးသမီးတွေရောမဖြစ်မနေကျွန်တော်တို့အားလုံးအာသင်ခန်းစာယူစီချင်ပါတယ်ခင်ဗျာအဲ့တော့အိမ်တော်မှုတစ်ခုပြုပြီးဆိုရင်တော့ကိုကိုကိုကျွန်တော်တို့ဟာအိမ်တော်ရှင်တယောက်ဖြစ်ခံခိုင်မာမာရက်တည်ပြီးတော့အကျင့်စာရတာကောင်းတဲ့သူတွေဖြစ်ကြပါစေဖောက်ပြန်ခြင်းကင်းတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ